ရုပ်ရှင်အစမှာအန်အောပါချက်ပြုတ်သူ Sky ကိုကြည့်ရှုရပါတယ် Sky ဟာအရန်ကောင်းတဲ့အစားအစာချက်ပြုတ်တယ်ဆိုတာလူတွေဝေးရကနေလာပြီးအရသာခံလာကြတယ်လူတွေတန်းစီပြီးတော့ရှည်ရှည်လန်းနဲ့စားဖို့စောင့်နေကြတယ် Sky ရဲ့စားသောက်ဆိုင်ဟာနာမည်ကြီးလွန်းလို့မီဒီယာကလူတွေအများစုအင်တာဗျူးရန်လာကြတယ် Sky ဟာရှေးဟောင်းလမ်းကိုအသုံးပြုပြီးအစားအစာရတာအရန်ကောင်းတယ် Sky ရဲ့ခေတ္တနီးနဲ့ချက်ပြုတ်နီးကလူတိုင်းအန်အောပွဲရပဲဒီလိုကောင်းတဲ့ချက်ပြုတ်သူရဲ့နောက်ွက်မှာနှလုံးသားကိုထိခိုက်စေတဲ့ဇလန်းရှိရယ် ကျွန်တော်တို့ flashback ကိုပြန်သွားပြီးရှာဖွေရပါတယ် sky ဟာငယ်စဉ်ကတည်းကအစားအစာချက်ပြုတ်တာကြိုက်တယ်သူ့အဖေကအရန်ကောင်းတဲ့ချက်ပြုတ်သူပဲ sky ဟာအသက်ဆန်နေပဲရှိသေးတယ်ဆိုရင်သူ့အဖေ mr ကိုဟာသူ့ကိုအများကြီးစူပူလေးရှိတယ်သူပြောတယ်မင်းဒီလောက်ကြီးကြီးလာပြီဒါပေမဲ့ noodle လုံးနည်းမသိသေးဘူးမင်းဘရောမှကောင်းတဲ့ချက်ပြုတ်သူမဖြစ်နိုင်ဘူး mr ကိုဟာသူ့ချက်ပြုတ်အသက်မွေးတွတ်တက်ဖို့တရားဖက်သွားတယ် sky ဟာသူ့အဖေကိုအချိန်ကြာကြာစောင့်နေခဲ့ပေမဲ့သူ့အဖေဘရောမှပြန်မလာဘူးအဖေထွက်ခွာသွားပြီးတဲ့နောက် sky ဟာအရန်ထိကျန်သွားပြီးအရန်ထိခိုက်ခဲ့တယ် အဲ့ဒါကြောင့်အဲ့ဒီ Sky ဟာကမ္ဘာအကောင်းဆုံးချက်ပြုတ်သူဖြစ်မယ်လို့ကြေဆိုခဲ့တယ်။ငကြခင် Sky ရဲ့အဖေဟာတရုတ်မှာအကြီးမြတ်တဲ့ Master ချက်ပြုတ်သူဖြစ်လာတယ်လို့ပြတယ်။သူများစွာနာမည်နဲ့ဂုဏ်ယူချက်ရှိတယ်။တရုတ်မှာသူတို့ကိုချက်ပြုတ်နှဖျားလို့ခေါ်ကြတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ Sky ရဲ့အဖေဟာသူ့မှာတားတယောက်ရှိရလို့ဘယ်သူမှမပြောဘူး။အဲ့ဒါကြောင့် Sky ဟာသူ့အဖေကိုရမ်းမုန်းတယ်။ငကြခင်မီဒီယာကလူတွေက Sky ရဲ့စတောက်ဆိုင်မှာအစားအစာရတာခံခြင်းတဲ့အခါ Sky ဟာသူတို့ကိုပြောတယ်။ငါအတွက်ဖောက်တဲ့အာလုံးတန်းတို့ပဲအစားအစာရတာခံဖို့တက်စီရမယ်။ အဲ့ဒီအချိန်မှာတရားရုံးကတန်းကိုချိုးပြီးဆော့လောက်ဆန်တဲ့ကိုဝင်လာတယ်။ဒါကိုတွေ့ပြီးတော့ Sky ဟာသူ့ကိုတန်းစီလို့ပြောတယ်။ဒါကိုကြားပြီးတော့သူ့အရန်ဒေါသထွက်တယ်။ပြီးတော့သူကပြောတယ်။ဒီဆော့လောက်ဆန်ဟာပြည့်ပြင်းမွမ်းမှုအတွက်လာနောက်ကပြိမ့်မယ်။အဲ့ဒီနောက်ငါမင်းကိုဒီရရင်ထုတ်ပြစ်မယ်။ဒါကိုကြားပြီးတော့ Sky ဟာသူ့ကိုသူ့ဆော့လောက်ဆန်ကနေထုတ်ပြစ်တယ်။တစ်ဖက်မှာဘောဟာနမဲကြီးနဲ့ချောမောတဲ့ချက်ပြုတ်သူပဲ။ဘောဟာနမဲကြီးနဲ့တောင်းမီသားစုတွေအတွက်ပဲအဆောက်အအုံချက်ပြုတ်တယ်။ဘောမှာရီစားတယောက်ရှိတယ်။သူ့နမဲကမေယို။သူမဟာပေါ်ရဲ့ပံမိုးချက်ပြုတ်သူပဲ။ ်ကျင်းသစ်တော်ဝင်မိသားစုလူတွေဟာပေါ်နဲ့အတူစားရတာအရင်ပျော်ရှင်ကြတယ်ဒါကိုတွေ့ပြီးပြင်သစ်မှာအကြီးမားတဲ့ကုမ္ပဏီတခုဟာပေါ်ကိုသူတို့ရဲ့ချက်ပြုတ်သူဖြစ်ငှားကျင်တယ်။ဒါကြောင့်ပေါ်ဟာသူ့ကားလမ်းချက်ကိုညှင်းပယ်တယ်။ဘာလို့လဲဆိုတော့ပေါ်ဟာသူ့အဖေရဲ့အိမ်မက်ကိုပြေဆုံးကျင်တယ်။ပြီးတော့တရုတ်မှာသူ့ကိုယ်ပိုင်စားတော့ဆိုင်ဖွင့်ကျင်တယ်။မကြခင်ပေါ်ဟာတရုတ်ကိုပြန်လာပြီးငောင်းဝယ်ဖို့ဈေးကိုသွားတယ်။သူ့ဆိုင်နဲ့ဆိုင်ကိုသွားပြီးတော့အကြီးဆုံးကားပေးလို့ပြောလိုက်တယ်။ဒါပေမဲ့ဆိုင်ရှင်ဟာသူ့မှာအကြီးဆုံးကားမရှိဘူးလို့ပြောတယ်။ခဏကြာပြီးတော့ Sky ဟာအဲ့ဆိုင်ကိုလာပြီးဆိုင်ရှင်ကိုအကြီးဆုံးကားပေးတယ်။ ဒါအောက်တက်ပြီးတော့ပေါ်ကရန်ဒေါသထွက်သွားတယ်။တကယ်တော့ Sky ဟာအဲ့ဆိုင်ရှင်ရဲ့ဂုဏ်ယူချက်ပဲ။အဲ့ဒါကြောင့်ဆိုင်ရှင်ဟာပေါ်ကိုလိန်ခဲ့တယ်။ဆိုင်ရှင်ဟာ Sky ကိုငါပေးတဲ့အခါပေါ်ဟာသူ့ကိုတားတယ်။ဒါကိုတွေ့ပြီးတော့ဆိုင်ရှင်ဟာအကြီးဆုံးငါ့ကိုအလဲမဖြတ်ပြီးတဝက်ယူလို့ပြောတယ်။အဲ့ဒီနောက်ပေါ်ဟာသူ့စားသောက်ဆိုင်ဖွံ့ဖွဲကိုမိခိုးများကြီးနဲ့လောက်တယ်လို့တွေ့ရတယ်။သူ့စားသောက်ဆိုင်ဖွံ့ဖွဲကိုတွေ့ပြီးတော့သူ့စားသောက်ဆိုင်ကိုလူတွေလာကြတယ်။စတောက်ဆိုင်ရဲ့အတွင်းပိုင်းဟာအရန်ကောင်းတယ်။ပြီးတော့ဇေကြီးပြဘောင်းကရင်းနဲ့တခြားဆင်ထားတယ်။ဒါပေမဲ့ပြည်တနာက Sky ရဲ့စတောက်ဆိုင်ဟာပေါ်ရဲ့စတောက်ဆိုင်ရှိမှရှိနေတယ်။ ဟုတ်တယ်အားလုံးကပေါ်ရဲ့စသဆိုင်ကိုသွားကြတယ်။တိုင်းနိုင်ငံချင်းနဲ့ထွက်လာပြီးဒီကြံကြလုပ်တယ်။ဒီနေ့အတွက်သူ့စသဆိုင်မှာအစားအစာအားလုံးကို90ရာခိုင်နှုန်းထိရှော့ဆေးပေးတယ်။ဒီကလန်းချက်ကိုကြားပြီးတော့ဖောက်တယ်အားလုံးကစကိုင်းစသဆိုင်ကိုသွားကြတယ်။ပေါ်ဟာဒါကိုလုံးဝမကြိုက်ဘူး။ပြီးတော့စကိုင်းနိုင်ငံချင်းတွေနဲ့ပေါ်နဲ့လူတွေလည်းရန်ဖြစ်ကြတယ်။မကြခင်မှာစကိုင်းနဲ့ပေါ်ရှစ်တယောက်တစ်ချက်ရောက်လာကြတဲ့အခါပေါ်ဝင်ချင်းကလူတွေဟာနှစ်ယောက်ကြားအစားအစာချိန်ပြုတ်ပြန်မွေးရှိတဲ့နယ်လို့ပြောတယ်။ပထမဆုံးသူတို့ပြန်ဝင်အပြည့်အစင်းသိမ်းရှိကြအောင်။ဒါပေမဲ့ထပ်မတော်လည်းပြောတဲ့အခါသူတို့သဘောတူလိုက်ကြတယ်။ ပြီးတော့လမ်းအလယ်မှာငါးဖြတ်တော့ပြန်ဝင်စားတယ်ပထမဆုံးဘောဟာသူ့ကျွမ်းကျင်မှုတွေပြတယ်အရန်ချစ်စရာကောင်းတဲ့နည်းနဲ့ငါးတစ်ချက်ချင်းဖြတ်ထုတ်တယ်ဖြတ်ပြီးတဲ့နောက်ငါ့ကိုကောင်းဝင်ဘက်ကိုပြစ်တယ်ကောင်းဝင်လည်းအရန်လက်ပရဲ့နည်းနဲ့ငါ့ကိုဖမ်းတယ်ပြီးတော့မှန်ကန်တဲ့ပုံစံနဲ့ဖြတ်တော့စားတယ်ဒါအရန်မြန်တယ်ပြီးတော့ထူးခြားတဲ့နည်းနဲ့ငါးရိုးကနေအသားခွတ်ထုတ်တယ်တရားစလို့ရဲ့အရေးချင်းတွေတွေ့ပြီးတော့အဲ့ဒီလူတွေအားလုံးအော်ဟစ်ကြတယ်မကြခင်ဘောရဲ့စသဆိုင်ရဲ့အဓိကဧည့်သည်ဟာသူ့ကိုပြောတယ်မင်းတို့နေရာကိုနိုင်ငံတကာအစားအစာချက်ပြုတ်ပြောင်းပွဲမှာပါဝင်နိုင်တယ် သူပြောတယ် Skynet ပေါ်ဟာ legend တန်းလို့ပဲအဲ့နောက်ပေါ်ရဲ့ interview တခုပြတယ်သူပြောတယ်တရုတ်လူမျိုးတွေဟာအာရန်ခင်မှနေနေဆဲပဲပြီးတော့ရှေးဥစင်လာအစားအစာချက်ပြုတ်ပညာမရှိဘူးအဲ့ဒါကြောင့်ငါပြင်သင်းကနေပြန်လာပြီးသူတို့ကိုရှေးဥစင်လာအစားအစာချက်ပြုတ်နေတင်မိတယ်အဲ့ဒီတစ်ဖက်မှာ Skynet ဟာသူ့စားသောက်ဆိုင်မှာထိုင်ပြီးဒီ interview ကိုကြည့်နေတယ်ပြီးတော့ပေါ်ရဲ့စကားတွေကိုကြားပြီးအရန်တော့ထွက်သွားတယ်ဘာလို့လဲဆိုတော့ပေါ်ဟာဒီစကားတွေအလောင်း Skynet ပြောခဲ့တယ်တခြား interview တခုမှာ Mr. Google Skynet ကြောင့်မိတယ်အဲ့တော့ဆိုတော့နှစ်အစလုံးကအဓိကဆက်ကောင်ဖြစ်ပြီးတူတယ် ဒီမေးခွန်းတွေကြားပြီးတော့မစ္စတာကိုအရန်ဒေါသထွက်သွားတယ်။ပြီးတော့သူပြောတယ်ငါမှသားမရှိဘူး။ငယ်စဉ်ကသူ့အဖေကစကောင်တငယ်ချင်းဟောင်စီချမ်းခဲ့တယ်။မစ္စတာဟောင်ကချက်ပြုတ်သူပါပဲ။သူကစကောင်ချက်ပြုတ်မြည်တင်ခဲ့တယ်။စကောင်ရဲ့အဖေကဟောင်ကိုပြောတယ်သူစကောင်နဲ့တွေ့ရမယ်။အဲ့ဒါကြောင့်ဟောင်ဟာစကောင်ကိုခေါ်ပြီးတော့လာလို့ပြောတယ်။စကောင်ကအဲ့စီလာပြီးသူ့အဖေကိုတွေ့တယ်။နေပါးများစွာကြာပြီးတဲ့နောက်စကောင်ဟာသူ့အဖေကိုရှေ့မှာတွေ့ပြီးအောင်းသွားတယ်။မကြခင်မစ္စတာကိုရှာစကိုင်းကိုတခုခုမေးတယ်ဒါပေမဲ့စကိုင်းဟာသူ့ကိုတားပြီးပြောတယ်ငါမင်းသားမဟုတ်ဘူ မင်းအနာဖြူမှာအတူတူပြောခဲ့တယ်။မစ္စတာကိုရှာသူ့ကိုပြောတယ်။ငါ့အကြီးငါအောင်မြင်တဲ့လူပဲ။ငါကကမ္ဘာအကောင်ဆုံးချက်ပြုတ်သူစုကိုနှစ်ကြိမ်လောက်ရခဲ့တယ်။ဒါပေမဲ့မင်းဟာရှေးအောင်လမ်းမှာတင်းငယ်စောတော့ဆိုင်ချက်ပြုတ်သူပဲ။အဲ့ထက်မပိုဘူး။အဲ့ဒါကြောင့်ပထမဆုံးမင်းကိုကိုတက်တယ်ဗျာ။ဒါအောင်ကြပြီး Sky Drawer ထပ်သွားတယ်။ပြီးတော့သူကပြောတယ်။ငါကိုကိုတက်တယ်ပြမယ်။ဒါပေမဲ့မင်းလိုအောင်မြင်မဖြစ်စေရဘူး။အောင်မြင်မှုဆိုတာမာနဖြစ်တယ်။ပြီးတော့အဲ့ရှေးအောင်လမ်းရဲ့တင်းငယ်ချက်ပြုတ်သူဟာကမ္ဘာအကောင်ဆုံးဖြစ်လာမယ်။ဒါပေမဲ့မာနမရှိ ဒါနဲ့ sky ကအဲ့ကနေထွက်သွားတယ်။မကြခင်စားစားချက်ပြုတ်ပြန်ပွဲစားတယ်။အကောင်းဆုံးချက်ပြုတ်သူကိုရွေးချယ်ဖို့အတွက်အဲ့ဒီမှာတရားသူကြီးတွေရှိတယ်။ဒီမှာ sky ရဲ့ငွေချင်းအချို့ကိုတွေ့ရတယ်။သူတို့ကအရန်ပျော်ရှင်နေတယ်။ပထမဆုံး sky ချက်ပြုတ်တာတွေ့ရတယ်။ sky ဟာကြက်အရေကိုမဖဲ့ပဲအသားခေါထုံလေးကိုပြရတယ်။ဒါအောင်တွေ့ပြီးတော့ပြည်သက်တဲ့တရားသူကြီးအလုံးအံ့ဩသွားကြတယ်။ကြာကင်းစကန်ဟာသူ့ကိုယ်ပိုင်နည်းနဲ့ချက်ပြုတ်စားတယ်။ဒုတိယပေါ်အရိုနိဟာသူ့ကိုယ်ပိုင်နည်းနဲ့ချက်ပြုတ်နေတယ်။ပြီးတော့အချိန်တို့မှာပေါ်ဟာချုံမင်းနဲ့ဟင်ကိုချက်ပြုတ်တယ် ဘောဟာအချိန်မကုန်ပြီးအစားစာချက်ပြုတ်လို့ဆုံးဖြတ်တယ်။ပြီးတော့တရားသူကြီးရဲ့ရှေ့မှာသူ့ဟင်းကိုတင်တယ်။အဲဒီမှာ Sky ဟာသူ့ကိုပိုင်နည်းနဲ့ချက်ပြုတ်နေတယ်။အဲဒါကြောင့်သူပြန်ဝဲအတွက်အချိန်ပြည့်ယူတယ်။အဲနောက်တရားသူကြီးတွေကသူ့အစားစာကိုရတာခံကြတယ်။နှစ်ခွက်စလုံးရတာကောင်းတယ်။မကြခင်ရလက်ထွက်လာတဲ့အခါသူတို့နမတ်တူရတယ်။ဒါပေမဲ့တယောက်ကအောင်မြင်ရမယ်။မကြခင်တရားသူကြီးတယောက်ကစီမင်းမော်တက်လာပြီးပြောတယ်။အစားစာချက်ပြုတ်တာဟာကျွမ်းကျင်မှုပဲ။ပြီးတော့ဒီအလုပ်ကိုအချိန်ရင်းလုပ်ရမယ်။ဒါပေမဲ့ပေါ်ဟာအချိန်မကုန်မီသူ့ဟင်းချက်ပြုတ်ခဲ့တယ်။ အဲ့ဒါကြောင့်ဒီနေ့ပြန်ပွဲရဲ့အနိုင်ရသူကိုပေါ်လို့ကြညာလိုက်တယ်။ဒါအောင်ကြားပြီးတော့ Sky နှလုံးသားကွဲစီသွားတယ်။ပြီးတော့အရန်ဝမ်းနေသွားတယ်။ Mr. ကိုဟာအိမ်မှာဒီ program ကိုကြည့်နေတယ်။မကြခင်ပေါ်တဲ့သူငယ်ချင်းတွေကသူ့အနိုင်ရဖို့အတွက်ပါတီလုပ်တယ်။ဒါပေမဲ့အချင်းတို့အတွက်မှာပေါ်ရဲ့ပါတနာဟာသူ့ကိုတခုခုပြောတယ်။အဲ့ဒါကပေါ်ကိုလုံးဝစိတ်ပျက်စေတယ်။သူ့ပေါ်ကိုပြောတယ်ချက်ပြုတ်ပြန်ပွဲရဲ့နောက်အဆင့်မှာတစ်ခွက်မှနှစ်ယောက်ရှိမယ်။အဲ့ဒါကြောင့်နောက်အဆင့်မှာအဓိကချက်ပြုတ်သူဟာမယိုဖြစ်မယ်။ပြီးတော့မင်းဟာသူ့မရဲ့ပံမိုးဖြစ်မယ်။ဘာလို့လဲဆိုတော့သူ့မကရမ်းလာတယ်။ အဲ့ဟာကငါတို့စောသားဆိုင်ကိုပုံနာမည်ကြီးစင်မယ်ဒါအောင်ကြားပြီးတော့ပေါ်ကပြောတယ်မေယိုဟာငါ့ရဲ့ပတ်မိုးသူပဲသူမမှာရံဝဲပါဝင်မှုရင်းစက်မရှိဘူးမကြခင်မေယိုလည်းဟင်းချုံနှစ်ခွက်နဲ့လာတယ်ပြီးတော့ပေါ်ရှိမှာတင်တယ်မကြခင်ပေါ်ကပြောတယ်ဒီဟင်းချုံနှစ်ခွက်ကိုအရသာခံဝေဟာကစားမြလဲဒါအောင်ကြားပြီးတော့ပေါ်ကအံ့ဩသွားတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဝက်ချက်ကိုထုတ်ပေါ်ခဲ့ကြတဲ့သဘောပေါက်သွားတယ်ပြီးတော့သူဟာပေါ်အတွက်ဆော့ဆာချက်ပြုတ်တာအရန်ကောင်းတယ်ဒါပေမဲ့သူ့မှာအရသာခံမှုခွန်အားမရှိဘူးမကြခင်မှာသူ့ပေါ်ကချက်ပြုတ်စာကိုယူတယ် ပြီးတော့ပြောတယ်စာအုပ်ကလည်းဘာလို့မဆိုမင်းတို့အစားအစာချက်ပြုတ်နိုင်တယ်အဲ့ဒါကြောင့်ငါတို့မင်းတို့မလို့အပ်တော့ဘူးငါကြခင်ပေါ်တဲ့တခြားပထနာကပြောတယ်မေယိုဟာမင်းစားမဟုတ်ဘူးဘာလို့လဲဆိုတော့ तू မငါ့ကိုချစ်တယ်ငါကြခင်မှာမေယိုကပေါ်ကိုပြောတယ်ငါမင်းနဲ့အချိန်ကြာကြာကြီးရှိနေခဲ့တာကိုငါမင်းကိုချစ်တယ်လို့ထင်ခဲ့တာလားမင်းမှားတယ်ငါအမြဲနိုင်ငံတကာပြိုင်ပွဲမှာပါဝင်ခြင်းခဲ့တယ်ပြီးတော့အခုငါအဲ့အခွင့်အရေးကိုရခဲ့တယ်မေယိုရဲ့ဒီစကားကိုကြားပြီးတော့ပေါ်ကအယံဝန်းနေသွားတယ်အဲ့ဒါကြောင့် तू ငိုရင်းနဲ့ထွက်သွားတယ်သူလမ်းမပါထိုင်ပြီးစတော့တယ် မကြခင် sky လည်းအဲ့ညာနေဖြစ်သွားတယ်ပြီးတော့ပေါ်အဲ့မှာထိုင်နေတာကိုတွေ့တယ်ပြီးတော့သူ့စီသွားပြီးတော့မေးတယ်ငါပြိုင်မွှေရှုံးမဲ့လို့လမ်းပေါ်ထိုင်ပြီးတောက်နေရလားမကြခင်ပေါ်ဟာသူ့အမှန်တရားအလုံးပြပြတယ်သူ့မှာအရပါခံမှုခွန်အားမရှိဘူးပြီးတော့သူ့ဘာနာဟာသူ့ကိုဘယ်လိုလုပ်ခဲ့လဲမကြခင်ပေါ်ဟာမစ္စတာကွဲပိုစတာကိုကြည့်ပြီးပြောတယ်ဒီလူဟာငါလှုပ်ဆောင်မှုပဲငါတနေ့သူ့လိုကြီးမြတ်တဲ့မာစတာချက်ပြုတ်သူဖြစ်ချင်တယ်ဒါကိုကြားပြီးတော့ပေါ်ကိုသူ့လိုဝတ်ချက်ကိုပြောပြတယ်ပြီးတော့သူကပြောတယ်ဒီပုံမှာရှိရလူဟာငါ့ရဲ့အဖေပဲ ပေါ်ဟာ sky အမှန်တရားကိုမယုံမိမဲ့ဒါပေမဲ့ sky ဟာသူ့ဇလန်အားလုံးကိုပြပြတဲ့အခါမကြခင်ပေါ်ကယုံကြည်သွားတယ် sky ဟာအမှန်တရားကိုပြောနေတယ် sky လည်းမကြခင်ကပြောတယ်ဒီလူဟာအရန်ကိုကြိုးရှာတယ်ငါကြီးမားတဲ့တံခွက်ကိုအနိုင်ရပြီးသူ့ကိုပြချင်တယ်ငါလည်းကြီးမားတဲ့ချက်ပြုတ်သူပဲမကြခင်မှာသူတို့နှစ်ယောက်အတူတူ Mr. Go ရဲ့ poster ပေါ်ဖောင်ဝက်ပစ်ပြီးတော့သူတို့ဝန်ထမ်းမှုကိုဆက်ချနေကြတယ်ပြီးတော့တယောက်နဲ့တယောက်ကောင်းတဲ့တကယ်ချင်းဖြစ်လာကြတယ်မကြခင်ပေါ်ရဲ့ပန္နနာဟာ sky ဆက်သဆိုင်ကိုသွားတယ်ဘာလို့လဲဆိုတော့သူ့ဇလန်အဆောက်အအုံပြခဲ့တဲ့လူနဲ့တွေ့ခဲ့တယ် Sky ကသူ့ကိုစောစဆိုင်ကနေထုတ်ခဲ့တယ်။သူက Sky ရဲ့စောစဆိုင်ကိုဝယ်ခဲ့တယ်။သူက Mr. Hong ကိုစောစဆိုင်ကိုအမြန်ရှင်းလို့ပြောတယ်။ဘာလို့လဲဆိုတော့မကြခင်ဒီစောစဆိုင်ကိုချိုးပြီးတော့အဆောက်အုံအစ်ဆောက်မယ်။ဒါအောင်ကြပြီးတော့အဲ့ကလူတိုင်းရန်ဒေါ်တာထွက်ကြတယ်။မကြခင် Sky နဲ့ပေါ်လေအဲ့စီကိုလာကြတယ်။ပေါ်ကသူ့ဘာနာနာကိုပြောတယ်။ပြန်မွေးရဲ့နောက်ဆက်မှာငါမေယူနဲ့မယူဘူး။တကယ်တော့ငါပထနာဟာစကိုင်းခင်မယ်ဒါအောင်ကြပြီးတော့သူပြောတယ်မင်းငါတို့ပြောတဲ့အတိုင်းမလုပ်ရင်ငါတို့မင်းအတမွေးရောင်းချောင်းကိုဖျက်ဆီးပြစ်မယ်ဒါအောင်ကြပြီးတော့ပေါ်ကအရေးစိတ်ဆိုးတယ် ပြီးတော့သူ့ဘာသာနာကိုပြင်းပြင်းရိုက်ပြီးတော့နှာခေါင်းချိုးတယ်။ပေါ်နဲ့စကိုင်းကအထူးတွေ့ပြီးတော့အဲ့မှာလူတိုင်းကအရန်ပျော်ရှင်နေကြတယ်။မကြခင်နောက်နေ့ကလည်းနေရာစလုံးအစစာချက်ပြုတ်ပြန်ဝဲပစ်စနေရာကိုတူတူကြည့်ရတယ်။သူတို့ကအစစာချက်ပြုတ်ပြန်ဝဲမှာတရားမတရားကူညီကြတယ်။စကိုင်းဟာပေါ်ကိုရှီယိုစင်နာအစစာချက်ပြုတ်နေတင်မိတယ်။ပြီးတော့ပေါ်ဟာစကိုင်းကိုသူ့ရှီယိုစင်နာအစစာချက်ပြုတ်နေကိုတင်မိတယ်။ပေါ်ကိုအစစာရတာခံနေလဲတင်မိတယ်။ပြီးတော့မစ္စတာဟွန်လည်းသူတို့ကိုကူညီတယ်။မကြခင်နိုင်ငံတကာချက်ပြုတ်ပြန်ဝဲစရလို့ပြတယ်။ဒီမှာတခြားနိုင်ငံတွေရဲ့နာမည်ကြီးချက်ပြုတ်သူအားလုံးဒီပြိုင်ပွဲမှာပါဝင်ဖို့လာကြတယ် ။မကြခင်တဲဝဲစားတဲ့အခါမှာလူတိုင်းကသူတို့ကိုယ်ပိုင်နည်းနဲ့အစားအသောက်ချက်ပြုတ်စားကြတယ်။အဲဒီမှာမေယိုကိုလည်းတွေ့ရတယ်။မကြခင်အစားအစာကိုအချိန်တွင်းချက်ပြုတ်ပြီးတော့တရားသူကြီးတွေရှင်းမှာတင်ပြကြတယ်။သူတို့ကအစားအစာရသွားခံကြတယ်။မကြခင်ရလထွက်လာတဲ့အခါ Sky နဲ့ Ball ကိုနောက်ဆုံးဆင့်တွက်ရွေးချယ်ကြတယ်။ဒါအောင်ကြပြီးတော့မျက်စုံကရမ်းပျော်ရှင်တယ်။တရားသူကြီးတွေကလည်းသူတို့အစားအစာနဲ့ရမ်းပျော်ရှင်တယ်။ပြီးတော့သူတို့ပြောတယ်။ Sky နဲ့ Ball ချက်ခဲ့တဲ့အစားအစာကကဘာမှာလူနဲ့ချက်ပြုတ်နိုင်တယ်။မကြခင်ညဆောင်းထိုင်ပြီးတဲ့နောက်အဆင့်အကြောင်းဆွေးနွေးကြတယ်။ ဒါပေမဲ့ပြည်သူနာကပြောင်းမစီမင်းရာနှစ်ယောက်မှာတယောက်ကမစ္စတာဆိုရင်ရှင်းစက်နိုင်တယ်။ငါကြခင် Sky ကပြောတယ်။ဘောငါမင်းကိုလုံးဝယုံကြည်တယ်။ငါတိတယ်မင်းမစ္စတာကိုရှုံးနိုင်တယ်။ဆိုတာငါအဖေပဲ။ဒါပေမဲ့ပေါ်ပြောတယ်။ကံမွေးရဲ့နောက်ဆုံးဆက်မှာငါမဟုတ်ပဲမင်းမစ္စတာကိုဆန့်ကျင်ရမယ်။ဘာလို့လဲဆိုတော့ Sky ဟာသူ့အဖေကိုရင်ဆိုင်တင်တယ်။ပြီးတော့သူပြရမယ့်လမ်းရဲ့တာမန်ချက်ပြုတ်သူတယောက်ကကဘာအကောင်းဆုံးဖြစ်နိုင်တယ်။ပေါ်ကပြောတယ်အရသာနားမလဲပဲငါဒီစီကိုရောက်လာတယ်။ဒါငါ့အတွက်ကြီးမားတဲ့အနိုင်ရမှုပဲ။ပေါ်ဟာ Sky ကိုရမ်းလှုံ့ဆော်တယ်။ ပြီးတော့နောက်ဆုံးတော့ sky နဲ့နောက်ဆုံးဆင့်မှာသွားဖို့သဘောတူလိုက်တယ်။အကြခင်မှာ sky ဟာသူ့အဖေရှင်မှာရက်ပြီးပြိုင်မနေ့ကိုရောက်လာတယ်။ဒီအဆင့်ရဲ့စီမင်းဟာတနအိတ်တွင်နေရာစလုံးသူ့ရွေးချယ်တဲ့ဟင်းတစ်ခွက်ကိုချက်ပြုတ်နိုင်တယ်။ Mr. Go ကစပြီးချက်ပြုတ်တယ်။ဒါပေမဲ့ sky အဲ့မှာရက်နေတယ်။သူကငယ်စင်ကဖြစ်ပျက်တွေကိုအမှတ်စရတယ်။တကယ်တော့သူ့ငယ်စင်ကသူ့အဖေထွက်ခွာသွားပြီးတဲ့နောက်အိမ်နီးစင်ကလေးတွေကသူ့ကိုအများကြီးဒုက္ခပေးခဲ့တယ်။ဒါပေမဲ့သူ့ငယ်စင်တွေကသူ့ကိုကယ်ခဲ့တယ်။ sky ဟာဒီအရာအလုံးကိုတွင်းနေတယ်။အဲ့ဒီအချိန်မှာ Mr. Go ဟာ sky ကိုငြိမ်ကြည့်တယ်။ပြီးတော့သူ့မျက်နှာပေါ်ရေပတ်တယ် ီးတော့ပြောတယ်အိမ်မက်မက်နေမဲ့အစားချင်းပြုတ်စားလို့ပြောတယ်ဘာလို့လဲဆိုတော့ငါမင်းဘာလို့နိုင်လက်ကိုတွေးနေလဲမကြငယ်စကန်လည်းသူ့ကိုခရိုးဆိုင်ပြီးတော့ဆိုက်ပြီးချက်ပြုတ်တယ်တစ်ဖက်မှာမစ္စတာကိုလည်းပြည့်ပြည့်စုံစုံနဲ့နေတယ်ချက်ပြုတ်နေတယ်တနားရီတွင်သူသူ့ဟင်းကိုချက်ပြုတ်တယ်မစ္စတာကိုဟာချုံမင်းနဲ့ဟင်းချက်တယ်အဲ့ဒါကအရန်ရပါကောင်းတယ်ပြီးတော့ကြည့်ရတာလည်းအရန်ကောင်းတယ်မကြငယ်တရားသူကြီးတွေကအမြဲသူ့ကိုဟင်းကိုရတာခံကြတယ်ဒါပေမဲ့ Sky ဟာတရားသူကြီးရှင်းမှာမရှိပဲသူသူ့အဖေ Mr. Go ရှင်းမှာရှိတယ်။ဒီကဲတော့ Sky ဟာနူဒယ်လုပ်ခဲ့တယ် အဲ့ဒါကငယ်စင်မှာထောင်ချီစူးစမ်းခဲ့ပေမဲ့ scan လုံးမရခဲ့တယ်ငယ်စင်မှာသူ့အဖေပြောခဲ့တာမင်းသာသားမနူရယ်လုံးမရဘူးအဲ့ဒါကြောင့်မင်းငေါ့အဖေလို့ခေါ်ဖို့မထိုက်တန်ဘူးဒါပေမဲ့ဒီနေ့ scan ဟာနူရယ်ကိုအရန်ကောင်းအောင်လုပ်ခဲ့တယ်ပြီးတော့သူ့အဖေရှင်မှာရက်တယ်သူကနူရယ်ခွက်ကိုသူ့အဖေကိုပေးတယ်ပြီးတော့အဲ့ကရင်ထွက်သွားတယ်မစ္စတာကိုလည်းအဲ့နူရယ်ကိုစားတယ်ပြီးတော့ရမ်းပျော်ရှင်တယ်ပြီးတော့ scan ကိုပြောတယ်ငါဒီလိုကောင်းတဲ့နူရယ်ဘယ်တော့မှမစားဦးခဲ့ဘူးအဲ့ဒါကြားပြီးတော့ scan ကိုပြုံးတယ်ပြီးတော့အဲ့ကရင်ထွက်သွားတယ်သူဒီကံမွန်းကိုအနိုင်ရဖို့မလာခဲ့ဘူး အဲ့ဒီစာသူ့ဘယ်ရှင်မှာကိုကိုတက်စီပြဖို့လာခဲ့တယ်။လမ်းရဲ့တင်းငယ်ချစ်ပြုတ်သူဟာနိုင်ငံတကာအဆင့်အစားသာချစ်ပြုတ်နိုင်တယ်။စကန်ထရက်သွားပြီးရနောက်မစ္စတာကိုဟာနူရယ်ကိုယူဆဆဆတယ်။ပြီးတော့ငယ်စဉ်မှာစကိုင်းကသူ့ကိုဘလောက်မှတ်ရကြောင်းသဘောပေါက်သွားတယ်။ပြီးတော့အဆင့်အစားချစ်ပြုတ်မရတဲ့ကောင်းလေးဟာဒီနေ့ဒီလိုကောင်းတဲ့ချစ်ပြုတ်သူတရားဖြစ်လာခဲ့တယ်။မစ္စတာကိုရဲ့စိတ်ခံစားမှုကိုတွေ့ပြီးရနောက်လူတိုင်းကစကိုင်းဟာမစ္စတာကိုရဲ့တူဦးရီးသားဖြစ်ကြောင်းနားလည်ကြတယ်။လူကြငယ်ဆုံးမှာတွေ့ရတယ်။ကိုင်းကဆော့ဆော့ဆိုင်မှာလူရီခင်လို့ဆုယုံနေကြတယ်။စကိုင်းနဲ့သူ့တငယ်ချင်းတွေလူတိုင်းကအဆဆဆကြတယ်။ ပြီးတော့အခုပေါ်လဲဒီစားသားဆိုင်မှာပါဝင်နေတယ်။အဲ့အချိန်မှာမစ္စတာဟောင်ရက်တယ်။ပြီးတော့လူရိုင်းကိုပြောတယ်။ငါတို့စားသားဆိုင်ဟာလင်းနဲ့ည30ပြည့်တယ်။လူရိုင်းယုံကြည်မှုနဲ့ငါတို့ည30ကြောခဲ့တယ်။ငါထင်တယ်မင်းအမြဲရတာကောင်းတဲ့စားစာကိုဈေးထူထူနဲ့စားရမယ်။ပြီးတော့အစိုးရဟာငါတို့စားသားဆိုင်ကိုပိတ်ဖို့ခွင့်မပြုခဲ့ဘူး။ပြီးတော့ငါတို့ဒီနေရာကိုသူတို့စီကနေဝယ်ခဲ့တယ်။အဲ့ဒါကြောင့်အနာဂတ်မှာတော့မင်းဒီလိုရတာကောင်းတဲ့အစားစာကိုလက်ဆောင်ရရှိမယ်။မစ္စတာဟောရဲ့စကားကိုကြားပြီးတော့အဲ့ဒီမှာလူတိုင်းကရမ်းပျော်ရွှင်ကြတယ်။ပြီးတော့ဒီရုပ်ရှင်ကဒီမှာပဲဆုံးသက်သွားတယ်။ဒီနေ့ရုပ်ရှင်ကိုဘယ်လိုကြိုက်ခဲ့လဲ